ပန်ရဲ့နာမည်ကျော်စူပါဟီးရိုးစီးရီးတစ်ခုဖြစ်တဲ့စူပါဆန်တိုင်ဟာနှစ်ပေါင်း90ကျော်မြင့်ပြီးတဲ့အခါမှာတော့ထုံလင်းပြသမှုရဆိုင်တော်မေလို့သိရပါတယ်။စူပါဆန်တိုင်ဆိုတာဟာလူငယ်တစုကအစွမ်းထက်အရောင်းဆုံးစူပါဟီးရိုးအဖြစ်ပြောင်းလဲသွားပြီးဇီလိန်ဂျိုသားတွေနဲ့တိုက်ခိုက်ကြရဲဆိုတဲ့စစ်ကူးကိုအခြေခံဖန်တီးခဲ့တာပါ။စူပါဆန်တိုင်မှာပါဝင်တဲ့စူပါဟီးရိုးအဖွဲ့တွေကနှစ်အလိုက်နာမည်တွေဒီဇိုင်းတွေပြောင်းလဲလာခဲ့ပါတယ်။စူပါဆန်တိုင်ရဲ့ဇူရိန်ဂျာဆိုတဲ့စီးရီးတွေကိုတော့ အမေရိကန်မှာ Power Ranger ဆိုတဲ့နာမည်နဲ့မိညာရက်ကူပြသခဲ့တဲ့အခါမှာတော့နာမည်ကျော်ခဲ့သလို Super Sentai ရဲ့နိုင်ငံတကာထိုးဖောက်မှုလည်းပုံမှန်ကျဲပြန့်လာခဲ့ပါတယ်။ခေတ်ဆက်ဆက်ကလေးတွေသဘောကျအရဆုံး series တစ်ခုအဖြစ်ရည်တည်ခဲ့ပေမဲ့အခုတော့အဲ့ဒီ series တွေကိုထုတ်လွှင့်နေတဲ့ TV အရှာကြီးကနောက်ထပ် Super Sentai Project အသစ်တွေထပ်မရှိတော့ဘူးလို့ပြောကြားခဲ့ပါတယ်။အကြောင်းရင်းကိုတော့ကုမ္ပဏီကအသေးစိတ်မှတ်ချက်မပေးခဲ့ပါဘူး။ဒါပေမဲ့ Super Sentai series အသစ်တွေဖန်တီးရင်ဆက်လက်ရောင်းချနေတဲ့ဇက်ကောင်အယုတ်တွေနဲ့ တခြားပစ္စည်းတွေရောင်းအားကထုတ်လုပ်မှုကုန်ကြဈေးကိုမကမီတော့ပဲစီးပွားရေးတွက်ချင်မကတော့တာကြောင့်စီရီထုတ်လွှင့်မှုကိုရပ်ဆိုင်းခဲ့တာဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်စူပါဆက်ဒိုက်စီရီကိုဂျပန်မှာ1985ခုနှစ်ကစတင်ပြသခဲ့တာပါနောက်ပိုင်းမှာတော့ငယ်ရွယ်တဲ့တက်တစ်စာတရုတ်ဆောင်လေးတွေရဲ့အနုပညာဘဝအစတင်ရာပလက်ဖောင်းတစ်ခုလိုလည်းဖြစ်လာခဲ့ပါတယ်စူပါဆန်ဒိုက်ဟာဂျပန်ရဲ့ခေတ်သစ်ယဉ်ကျေးမှုရေဝံမှာတာမန်ဖြောပြေးစီရီတစ်ခုထက်မကတဲ့ ိုတဲ့လွှမ်းမိုးမှုတွေလည်းရှိခဲ့ပါတယ်။စူပါဆန်တာရဲ့ဇက်လန်းတွေကထူးခြားစမ်းသပ်မှုတိတ်မရှိဘဲပုံသင်နည်းဖြစ်နေပေမဲ့လေဇက်ကောင်တွေကိုချစ်ခင်တဲ့ပရိသတ်တွေရဲ့အားပေးမှုကနှစ်ရှည်လာများတည်တံ့ခဲ့ပါတယ်။အခုတော့အဲ့ဒီ series အဆုံးသတ်တော့မယ်ဆိုတာကိုကြားသိရတဲ့အခါမှာနမဲကျော်အမှုပညာရှင်တွေနဲ့ပရိသတ်တွေကပါဝမ်းနဲ့စိတ်မကောင်းဖြစ်ရကြောင်းလူမှုကွန်ရက်တွေပေါ်မှာမျှဝေခဲ့ကြတာပါ။ရုံမြင့်တန်ကြား series တစ်ခုကရာစုနှစ်ဝက်ကြာတဲ့အထိတည်တံ့ခဲ့တာဟာအံ့ဩစရာဖြစ်ကြောင်း စူပါဆန်တားရဲ့သမိုင်းအစိပ်ပိုင်းဖြစ်ခဲ့ဘူးတော့ကိုဂုံယူကြောင်းအဲ့ဒီ series တွေမှာပါဝင်တရုတ်ဆောင်ဘူးတဲ့မင်းသားကလူမှုကွန်ရက် media x မှာ ရေးသားထားခဲ့ပါတယ်ပရိသတ်တူကတော့သူမိဘတွေငငယ်ကစူပါဆန်တိုင်းပရိသတ်ဖြစ်ခဲ့တယ်လို့သူလည်းအဲ့ဒီ series တွေနဲ့အကြီးပြင်းလာကြောင်းစူပါဆန်တိုင်းကိုလွမ်းမိနေမှာတေချာကြောင်းဆိုပါတယ်နောက်ထပ်ပရိသတ်တယောက်ကလည်းစူပါဆန်တိုင်းမရှိတော့ရင်ဂုခက်ချာတိတ်တွေဘယ် series ကြည့်ရမလဲလို့မေးခွန်းထုတ်ထားပါတယ်ရှင်